်ဘယ်တရားလို့အခုရှိဝမဲ့တရားမျိုးကရင်တော့သူသူကလာမှတ်ထားလို့ရှိဝမတရားကိုစိတ်ကူးပြီးလျှားရတာမျိုးမဟုတ်အမှန်တရားပရမခန္ဓာမှာရှိသော ခန္ဓာသဘောတရားဖွဲ့စည်းထားတာကပရမဖြစ်ချောင်းဒေါလေးလာလို့အပိုင်နိုင်သိလာတော့ဒီသဘောတရားကိုတတိထားပြီးတော့ကြိုက်တာ ਨੇ သိသွားတာဒါအမြဲခန္ဓာမသိသောလေးရား တကယ်တော့ဒီလိုဟာသေဖို့ဒီဟာကြတဲ့စီအထိသိသွားလို့ရစားတတ်တော်ရင်းသေရင်ပညာအာယုံနဲ့တရားဘာသာဆိုရဲဒုက္ခဖြစ်တယ်ပြိစ္ဆာဘုံပေါ်မှာဟောတာဒါလွတ်ဖို့ဥစ္စာပုဂ္ဂတ္တဝါဆိုရဲ ဒုက္ခပေးရတဲ့ပြညာဆိုမပါတဲ့ပရမဘောတရားကိုတည်တော်ဘူးတခါတတိပ္ပံကိုလေ့ကျင့်ရမတတိပ္ပံကိုပြန်စီစစ်လိုက်တော့ပရမကိုသိမှာဧကနာမဲ့ဒီလမ်းကြောင်းဝင်မယ်ကိလေသာစင်ကြဲတဲ့သတ္တနာဝိသုဒ္ဓိယဖြစ်မယ် ဒါရီယာအတိအကျဟောထားတော့သဘောသာပေါက်လို့တော့ခန္ဓာဘဝအတိရောက်နေတိုင်းကိုဒါဝိပဿနာဖြစ်တယ်မင်းတို့ဒီအလေးကျင်ရသွားရင်ဒီခန္ဓာရဲ့သွားတဲ့လမ်းစဉ်အတိုင်း ခန္ဓာဘောမှာတော့သိကြတယ်ကိုယ်သိပါဘူးပဲလို့အသိပါဘူးကလည်းပဲခန္ဓာကိုယ်သိသိရမယ်ပရမဖြစ်တယ်ပြောကိုယ်ခန္ဓာမှာကိုယ်သိသွားရဲ့ဒါသိပါကိုယ်ထံခန္ဓာမှာသိရမယ်လို့တရားလည်းပဲပရမထဆိုတဲ့သဘောတရားကိုမိသိပါ သူ့လက္ခဏာကိုကြည့်လို့ပရမပဲသိသွားမယ်ပညာလုံးအကောင်းထဲဒရသနာမရှိတဲ့ဉာဏ်နဲ့သာသိလို့ရတဲ့ပရမထသဘာဝရုပ်ပနလက္ခဏာဆိုတဲ့သူ့ရဲ့မငြိမ်ပသက်ရှူရှားတဲ့သူ့လမ်းကြောင်းအမှောင်ကိုခြိတက်နေတဲ့သဘောတရားကိုမိမိတို့ရှုနေကြသိနေကြအတိုင်း ရှုရသိရမတရားခန္ဓာကဲခိုက်ဆိုတယ်တွေးတသက်သက်သာပါသူ့ရဲ့ပင်ကိုအရှိဟုသာမှန်မှန်သိတော့ဘူးဒါသဘောပေါက်ထားရဲ့ကြာလို့ဖြစ်လာတဲ့ကိစ္စကြာကြာထိုင်ရတဲ့ကိစ္စပညာအာရုံမလွတ်တဲ့ကိစ္စကိုရှင်းနေရတယ်သူ့အနေနဲ့အဲ့ဒါလို့ဟူသွားတယ် ဒုက္ခနာမှာပင်ကိုယ်အတိုင်းဖြစ်နေရှိနေတဲ့သဘာဝတရားဖောက်ပြန်မှုတို့ကိုသူ့ရဲ့ပင်ကိုယ်အတိုင်းဖောက်ပြန်တဲ့သဘောတွေပဲဒီဖောက်ပြန်မှုတို့ဟာဒီကနာမိမိတို့ထင်တဲ့ ငြိမ်းသက်မှုခိုင်မာမှုတည်တတ်မှုမရှိတဲ့သဘောတရားတွေပဲလုံးဝအခိုင်အမာရေလို့အာကိုလောက်တဲ့သဘောမရှိပါလားဒီလိုညံမထင်မြင်တာကကနဥပါဒအာနေချက်ပဲ ဒုက္ခနာရဲ့ပင်ကိုယ်သဘာဝပါမတ်ကိုသိရတဲ့အလုံးမျိုးဟာသိတိုင်းသိတိုင်းလို့ယုံရတဲ့မြားအမကောင်းလို့တနာဥပါဒမပြုတ်သည့်တောင်တော့အာနေတာတော့ပေးချာတော့အရင်လိုလိုချင်မှုဆွဲလမ်းမှုအာမကောင်းလို့ ဒုက္ခပေးတဲ့တဏှာဥပါဒါလို့အားနေသွားပြီအဲ့ဒါကကလည်းငင်းလက်တွေ့ကြကြဒါလေ့ကျင့်လေ့လာလေ့ကျင့်တဲ့ပုဂ္ဂိုလ်များအတွက်တန်တိကဓမ္မကိုယ်ရင်ကိုယ်ရင်တွေ့ရှိခါးစားရဖြစ်ပဲ ကိုသိရမယ်ကိုခန္ဓာရဲ့သဘောတရားတို့ကတော့မြတ်စွာဘုရားလမ်းညွှန်ချက်တိုင်းမြင့်မြတ်ရည်စည်းသလိုမိမယအစဉ်အနဲ့မပြတ်သလိုဥပမာပြမိမိတို့သိကျင်တဲ့အချိန်မှာသိနိုင်တယ်လို့ပြောတာပြောမိမိတို့ဟာသိကျင်ဖို့ပဲလို့ သိခြင်းသိရမတရားခန္ဓာမှာအသင့်ပဲကိုယ်ခန္ဓာနဲ့ကိုယ်သိခြင်းတိုင်းသိလို့ရတဲ့သဘောတရားဒါရင်တော့ဆရာတို့တရားစာပြီးတော့လေ့လာရှာဖွေတုံးကဒီလိုမသိပါဘူးတရားထိုင်ပြီးတခုခုကိုအာဟုပြုထားမှာ အဲ့ဒီအရင်ကတော့ဖြစ်လာတယ်လို့ကျလို့စောထားမှတ်ထားတဲ့ကိစ္စမျိုးခန္ဓာရဲ့ပင်ကိုဖွဲ့စည်းဖို့ပရမပဲလို့မသိရဲ့ပရမရှိဝဘဝိပဒနာခန္ဓာတစ်ခုလုံးကပရမပဲဆိုတော့ပြိဖို့ရှုဖို့လွယ်သွားတယ် ဆရာရဲ့ဖူရမဟုတ်တော့ဘူးဆိုတာသဘောပေါက်သွားနောက်တော့ခန္ဓာမှာဖြစ်နေတဲ့သဘောတွေကလည်းပဲပင်ကူရှိတဲ့အရှိကိုသာရှိသွားတယ်နောက်မိမိလုံလောက်ပြောကဖြစ်စီတဘာသူရဲ့လုံလောက်ပြောကကြောင့်ဖြစ်စီဖြစ်ပေါ်လာတဲ့သဘောတရားမှန်များ ပင်ကူခန္ဓာရဲ့သဘာဝတရားမဟုတ်တယ်ဆိုမရှိပါဘူးဒီလိုမျိုးတွေကြာကြာတိုင်းလို့ဖြစ်တဲ့ညောင်းမှုကိုယ်မှုစသည်တဲ့ဒါမရှိပါဆုံးထင်ရှားပါဘူးတရားနှလုံးပေါ်ငင်ကခန္ဓာမှာဘယ်လိုဖြစ်နေလဲညောင်းမှုကိုယ်မှုထုံမှုခြင်းမှုမရှိဘူး တရားထိုင်တော့မှဖြစ်လာတယ်ဆိုတော့နောက်မှဖြစ်လာတဲ့ကိစ္စဒါပင်ကိုယ်သဘောတရားမဟုတ်ပင်ကိုယ်ရှိကိုရှိရမှာကိစ္စပြီးတော့ပင်ကိုယ်သဘောတရားမဟုတ်တာကိုတွားရှုရဲ့အဲ့ဒါဒုမနတကိလေသာဖြစ်တော့ကျောင်းအဲ့ဒါဒီသာဖရီထားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်ဒီဒုက္ခခံပြီးရှုရတဲ့တရားမဟုတ်ဘူး ခန္ဓာရဲ့သဘောတရားကိုသိုံသိနေပါဆိုတော့ဒုက္ခရောက်တဲ့တရားမပါဘူးခန္ဓာရဲ့သဘောတရားရှိပြီရရူပအနိစ္စဟောက်ပြန်နေတယ်ပြည့်နေဒုက္ခရရစီအောင်ပြည့်နေလို့အပြည့်ဒီယူစီရရစီမရှိပါလားလို့ဒုက္ခပဲလို့ဉာဏ်နဲ့သိ ခန္ဓာကိုယ်နဲ့တွေ့တဲ့ဒုက္ခမျိုးမဟုတ်ဘူး။တပြက်ထက်ပြက်လို့ယူစရာရစရာမရှိတဲ့ခန္ဓာဒုက္ခပဲ။ဒါသိတာ။ဝိပရိနာမဓမ္မပြောင်းလဲဖောက်ပြမတိမနေတဲ့သဘောတွေရှိတယ်။အဲ့ဒါတွေကခန္ဓာရဲ့ရူပတ္တအာရီလို့ပင်ကိုရှိတဲ့အပြစ်အာရီလို့အဲ့ဒါကိုရှိတယ် ်တော့ကျင်းချုပ်လိုက်ရင်မငြိမ်မသက်တဲ့သဘောတရားဖောက်ပြန်မှုကိုရှိမယ်ဒီသဘောတရားတွေဖြစ်လာပြီးတော့ချုပ်ပြောက်ပျက်စီးတဲ့အပြစ်ကိုရှိဒါခန္ဓာရဲ့အာရိတော်ကိုရှိတာခန္ဓာအပြစ်ကိုအပြစ်မှသိပြီးတော့သွားတာအဲ့လိုသိသွားရင် ရူပသလိပ်သမာထွက်ပြောင်းမှာဖြစ်သွားတာမိမိဉာဏ်ရဲ့အတိတ်အနဲ့ခန္ဓာမှာဘလောက်သိကြလဲကိတိမိမိဉာဏ်မှာဘလောက်ရှိကြလဲအဲရှိတော့ထွက်ပြောင်းမှုဖြစ်သွားတာအဲ့တော့လိလလေးခြင်းရဲ့ရုပ်ကြီးကကိုဉာဏ်တက်ရောက်တော့ တွေ့ရတဲ့သဘောကတရားပုံသဘောပေါက်သလောက်အကျိုးရှိသွားတရားတူတူထိုင်လို့တူတူညာရောက်မှာမဟုတ်ကိုညာလည်းကိုအဲ့ဒါကြောင့်မိမိတို့ဒီခန္ဓာမရမစဲအမြင်မပြ အနာအသေးကိုသွားနေတဲ့ချိန်မှာမိမိတို့အဲ့ဒီကိုပန်းတိုင်မရောက်ခင်ဘူးမိမိတို့အားကိုရခိုင်မာဖို့အတွက်အတက်နိုင်ဆုံးအသိနိုင်ဆုံးခိုင်ခိုင်မာမာအကျိုးတွေရအောင်ကိုယ်ခန္ဓာကိုယ်လေ့ကျင့်တာအားထုတ်တာ ခန္ဓာရဲ့ဖောက်ပြန်တဲ့ပြင့်နေတဲ့သဘာဝတရားတို့ကတော့ဘလူသိစီမသိစီလို့မရှိပါဘူးဘလူရှုနေတယ်မရှုနေဘူးလဲသူ့အလုပ်ဟုတ်သူက ਪਰਮ တ်ပဲသူကိစ္စသူဆောင်ရတာအမိမိတို့အတွက်မှာကရှုတဲ့သိတဲ့ကြံတောင်းဘလူဝိပဿနာဒီခန္ဓာမှာမဖြစ်ဉာဏ်မှာ ဖြစ်တယ်ခန္ဓာကိုလေ့လာတဲ့ဉာဏ်မှာဖြစ်တာ မိမိတို့ခန္ဓာသဘောကဖောက်ပြန်မှုမြန်ကလေ့လာတော့ဘလောက်ထိအောင်သဘောပေါက်လဲဒီလိုဖောက်ပြန်တဲ့အတွက်ခန္ဓာကိုယ်ပေါ်မှာဘယ်လိုသဘောထားလဲခန္ဓာပရမယလက္ခဏာတော့ရုပ်ပဏလက္ခဏာရူပါဆိုတဲ့ဖောက်ပြန်မှု ဒီခန္ဓာရဲ့မခိုင်ဘူးမမြဲဘူးတည်တဲ့ငြိမ်သက်မှု မရှိဘူးဘောက်ပြန်တဲ့သဘောနဲ့ပြဒီသောတရားပေါ်မှာမိမိဘလောက်ထရောက်ညာရောက်ကလေးဘလောက်ထရောက်သဘောပေါက်တယ် န္ဓာပေါ်မှာဘယ်လိုသဘောထားပြောင်းသွားလဲဒါကုလစ်လာချက်ဉာဏ်ရောက်မှုပေါ်မှာတည်တာရုပ်နာခန္ဓာတိုင်းဖောက်ပြန်လာပြစ်ထားတော့တူတူပဲဉာဏ်လစ်လာတဲ့ယောဂီအတွက် ခန္ဓာပေါ်မှာဘယ်လိုသဘောထားပြောင်းသွားလဲဒါတော့ကိုယ်စီကိုယ်စီလေ့လာတဲ့ဉာဏ်အတိုင်းနဲ့ရဖြစ်ပေါ်တာဒီတော့တတိလေးကပြီးတော့စူးစူးဆက်ဆက်လေ့လာပါစူးဆက်ဆက်ဆိုတဏှာရဲပြောတာမဟုတ်ကိုယ်စူးရမယ်ဖောက်ရမှုကတကူလုံးပဲ ဆံမြချီပြရှိပြဆံမြနေရာနှံ့မယ်မင်းတို့သိညာစောနိုင်တော့ထောက်ပြန်တယ်လို့သိပြီနက်နက်နေနေသိပါသာမမပတ်နဲ့ထောက်ပြန်မှုတစ်ခုကိုမြတ်စုလိုက်တဲ့အခါ ဟိုဒီဖောက်ပြန်လဲဆိုသာမညအနေနဲ့မှတ်တာသဘောကတော့ဒီခန္ဓာသည်မိမိတို့ထင်တဲ့ခိုင်မာမှုမရှိဘူးပြိုကွဲပျက်စီးတတ်တယ်ဆိုတဲ့အနစ်ဒိဗ္ဗံသဘောပေါက်တော့ဉာဏ်ရောက်တော့ဒါလို့သဘောပေါက်တိုင်းပေါက်တဲ့အသိမျိုးဟာဒီခန္ဓာပေါ်မှာတွေ့ရမှုအားနေတာသိချရတယ် ပေါ်ကူအဲ့ဒီလိုအနဲ့အဓိပ္ပာယ်ရအောင်နှလုံးသွင်းပါတကယ်ကြုံးလေးဖောက်ပြန်ပြီးတော့ယူခြင်းစရာရခြင်းစရာမရှိအောင်ပြည့်စည်နေတဲ့ခန္ဓာပဲဒါလို့သိသွားရင်ဒီခန္ဓာပေါ်မှာမိမိသဘောထားအရင်နဲ့မတူတဲ့ သဘောတရားကိုကိုယ်ကိုယ်တိုင်ပြီးသွားမှာတုံ့တော့တော့ဖြစ်เสียကောင်းတဲ့ခန္ဓာပါမိမိတို့ထင်လာတဲ့စွဲယူလာတဲ့ကိစ္စမျိုးဟာသဲတဲ့ကိုယ်မှားလဲကိုယ်မြင်လာခန္ဓာကိုယ်မရှိတာမမှန်တာမဟုတ်တာတွေကို ောကလောကခန္ဓာအကြောင်းမလိလာတော့အဟုတ်ခင်အမှန်ထင်ပြီးတော့ဒါဆိုရင်တကယ်လို့ဒီရဆိုရခန္ဓာမှာမရှိတော့ဆိုရပြန်အဆိုးမှားတယ်မင်းတို့ခန္ဓာပေါ်မှာသိတဲ့အသည့်မှားကြောင်းတကယ်သဘောပေါက်သွားရဲ့ အခုသဘောတရားရှိဖြစ်တဲ့ဖောက်ပြန်တာပြစ်တာဒါမှန်လို့ဒီသိညာရောက်သွားပရမပူရေဤတဲ့မိမောက်ကြခေါင်းကိုထီလက်မိမိတို့တသက်လုံးမှတ်လာတဲ့ကိစ္စဟာဒါမသိလို့ပြင်းနေမှတ်တာ တကယ်မှန်ပရမတ်ကိုကိုယ်တိုင်ကိုယ်ကျလေ့လာကြည့်တော့ခန္ဓာဒီလိုခြင်းစရာကောင်းတယ်တိကျနဲ့ခိုင်မာတဲ့မြဲတဲ့သဘောလုံးဝမရှိပါလားဒီလိုသဘောပေါက်လိုက်ခင်ဗျာအသိပြောင်းသွားမိမိသဘောပေါက်ချက်ဟာယုံကြည်ချက်ပါရဲ့ တဘောရတခါလေးပြောင်းလာထောက်ပြန်မှုတစ်ခုဂယုဒစိုက်နဲ့စူးစိုက်ပြီးဆိုတော့ဒီတဘောရမပါလို့မဖြစ်တော့မိမိတို့ထင်ထားတဲ့တခါနာမှာလုံးဝမရှိဘူးမိမောက်ချက်ပုဂ္ဂိုလ်တ attva ထင်းလို့ စွဲယူမှုတွေဖြစ်တာ။ဟုတ်မိမောက်ကျပုဂ္ဂိုလ်သတ္တဝါထင်စရာမရှိဘူးဆိုတော့စွဲယူမှုကအလိုလိုပြောက်သွားတာ။သူပြောက်သွားတယ်လို့တနည်းတော့လေခန္ဓာရဲ့အမှန်တဘောကိုမငြိမ်မသက်ခိုင်မြဲတည်ကြမှု မရှိတဲ့ဖောက်ပြန်တဲ့သဘောတရားတွေပြည့်နေတဲ့ခန္ဓာပဲလို့အရိမြံကြီ 回为病名的我包括第个所用的多的都并多了，在里头，一旁边偏偏是一模糊，还是说迷迷呀呀，零外三节老，看到吗？ မြာရောက်နိုင်မယ်သဘောပေါက်နိုင်မယ်ဆိုရင်ဆရာမြင်တော့ဒါစိတ်ချရတဲ့ဒီဖြစ်သွားအာဟုလောက်တဲ့ယုံကြည်မှုဖြစ်သွားခန္ဓာသဘောတရားမှန်ပေါ်မှာဒါအပိစိတ်ဒါလည်းပြောင်းသွားပါဟုတ်မိမိတို့ဒီအမှန်တရားဒီလိုသဘောဝအောင်မသိလို့ လောကပညာသိနေပဲဆွေးမှုတွေလောက်ခဲ့တကယ်လို့ဒါတွေဟာအမြုံမသားဆိုတဲ့ပြောစကားမျိုးလို့လုံးဝမရှိတဲ့ဆွေးမှုစရာမဟုတ်တယ်လို့အမှားဆိုခြင်းပဲကိုယ့်ရဲ့မှားကြောင့်ကိုသိတယ်ဆိုရင်ဓာတ်ပြင်းပြီးသားဖြစ်သွားအမှန်တရားအမှန်တိုင်းသိလို့ရုပ်ဤသည် မိမိခန္ဓာရဲ့သဘာဝဖောက်ပြန်မှု ပြောင်းလဲပြည့်စုံမှုသဘာဝတရားမှန်မှုမှန်တဲ့အတိုင်းလောက်ပြန်မှုဖန်တီးမှု မပါပဲသဘာဝရှိတိုင်းကိုဓာရီမှောက်ဖောက်ပြန်ပြည့်စုံနေလို့သာဒီတိုင်းတွေ့နေသိနေရတာပဲ အဲ့လိုသဘောပေါက်တဲ့ယောဂီများတွေတရားတထိုင်နိုင်ဝတ်မှာဒီသည့်မျိုး50ချက်လောက်ပါသွားရင်စိတ်ချလောက်တဲ့တရားထိုင်ဖြစ်သွားတယ်။ဒါမျိုးလိုချိန်အများကြီးပဲထိုင်တာ။တစ်ချိန်မဟုတ်တစ်ချိန်မိမိရဲ့ သဘောတရားကိုစွတ်စွတ်မြင့်မြင့်ယုံကြည်ရရတယ်စိတ်ချလောက်တဲ့ဆရာအန်ဒရှုလိုရနေဦးဆရာတို့လမ်းညွှန်ချက်ပေးတာခန္ဓာပရမဘုပရမတိုက်ရိုက်ဒီပရမရဲ့သဘောသဘောတရားလမ်းညွှန်ချက်ကိုအတိအကျလေ့လာပြီးတော့အဲဒီလမ်းညွှန်ချက်တိုင်းလေ့လာလေ့ကျင့် လက်ကြလိုက်ဓာတ်တွေ့တာဓာတ်တွေ့တာကိုယ်အသိတာခိုင်ခိုင်မာမာသိတယ်ဒီဖြစ်အောင်ထက္ခာထက္ခာမြတ်စွာဘုရားတိုက်တွန်းနေတဲ့အတိုင်းတတိကာပြီးတော့မပြတ်မပြတ်လိလလိကျရင်တော့ကိုယ်ခန္ဓာမှာကိုယ်သိခြင်းနိုင်ပြီလိလခြင်းနိုင်လိလလို့ရတဲ့သဘောတရားဘာလို့မသိရမလဲ တရားတစ်ဆိုင်အတွင်းဆရာညွန်ပြတယ်မိမိရရ၄၅ချက်လောက်အခိုင်မသဘောပေါက်လိုက်ရင်ဒါဒီစကားရောက်လာအားထုတ်ရတဲ့အတွက်အင်မတန်ကိုပဲကျေးဇူးရှိပါလိမ့်မယ်ကျိုးစားပါကိုစီကိုစီသိနိုင်တဲ့တရားကိုစီကိုစီသိလောက်အောင်ဆရာညွှန်ပေးတယ် မဇိဘပရိဘာမဂ္ဂညာရဲ့ကိလေသာဖြစ်တဲ့ဘရေစုံလို့လည်းမပေါင်ရောပရမကူလေပရမအတိုင်းလက္ခဏာကိုသိနိုင်အောင်မိမိတို့ဘူးလပင်ကိုသဘာဝဆိုတဲ့တရားကိုလည်းမျက်ချင်မပြောင်း အဲလောင်ညွန်ကျဲတိုင်းလေ့ကျင့်တော့မိမိတို့တရားတဆိုင်တွင်းမှာစိတ်ချလောက်ကြအသိညာဖြစ်ပါလေ နာရှုတဲ့နေရာမှာလည်းပဲမိမိရဲ့နေရာတတ်မှတ်ပြီးရှုရတာမဟုတ်ဘူးအနတ္တခန္ဓာပြစက်ခန္ဓာခန္ဓာ၅ပါးတို့ဒီအနတ္တအစိုးရတို့တူသောအနတ္တကိုယ်အမိန်ပြီးပြီးတော့လုံလို့ရတဲ့ကိစ္စမဟုတ်ဘူးဒုက္ခနာဟောအသိဉာဏ်လေးကားရောက် ဖောက်ပြန်တဲ့သဘောတော့တကူလုံးပေါ့ဒါမှမဟုတ်အသိဉာဏ်မှာရောက်နိုင်တဲ့ထင်ရှားတဲ့ဖောက်ပြန်မှုတစ်ခုအဲ့ဒါတွေ့ရင်အဲ့ဒီမှာသွားဖောက်ပြန်တဲ့သဘောတွေတင်းငင်ခိုင်မာမှု မရှိတဲ့လက္ခဏာပြနေတဲ့ဖောက်ပြန်ချက်တွေပဲအဲ့ဒီတခုမင်းမိရရသဘောပေါက်ပြီးတော့သူ့သဘောနဲ့သူ့သူ့အကြောင်းထောက်ဖို့နဲ့သူ့ မငိမ့်မတဲ့ရွှေရှားပြောင်းတဲ့ဖောက်ပြန်နေတာခန္ဓာတစ်ခုလုံးဖောက်ပြန်တဲ့သဘောတည်းကိုစားပဲဒီလိုဖောက်ပြန်ပြောင်းလဲနေတဲ့ကိစ္စတွေပဲခန္ဓာကိုယ်ဒီမင်းတို့ထင်တဲ့တည်ဆမှုမရှိပါလားဒီလိုသိနေရင်းနဲ့တဏှာမှာထင်ရှားတာတော့ပြီးတော့သိတတ်တယ်။ဒါရွှေ့ပြီးတော့တခါအဲ့ဒီနေရာမငြိမ်မသက်ခိုင်မာမှုမရှိတဲ့ဖောက်ပြန်ခြင်း ခရုစိုက်ပြီးတော့သိကြဟုတ်ဖောက်ပြန်တဲ့သဘောတရားတို့ကသူ့ကိစ္စနဲ့သူ့ဖောက်ပြန်လာပြီးတော့သူ့ဟာလူနဲ့ပဲတိတံ့ခိုင်မှမှုမရှိပါဘူးလို့ဆိုတဲ့အတိတ်ပဲနဲ့ချုပ်ပြောက်ပြက်စီးနေကြတာပဲအဲ့လိုသိနေရင်လည်းပဲတဏှာဖောက်ပြန်ပြီးတွေ့ဦးမှာဒီလိုလုံး ဖောက်ပြန်မှုတရား တခါလေဆုံးဖောက်ပြန်တဲ့နေရာနှာဘယ်နေရာရှိတော့မှတော့မသိသို့သောဒါရီရတို့လည်းအာလုံးသောသဘောတရားဖောက်ပြန်မှုတွေရတော့ခန္ဓာကိုယ်ရဲ့တည်သမှုခိုင်မာမှုမရှိတဲ့အကြောင်းပြရနေကြတာပဲပေါင်းပြီးတော့ရှုဒါလည်းပဲမိမိတို့ယုံကြည်မှုရနိုင်တဲ့ကိစ္စပါ အချိန်လဲသွားပြီအဲ့ဒီလိုခန္ဓာပေါ်မှာတော်တော်လေးသဘောပေါက်သွားတော့တရားတစ်ချိန်ပြီးလို့ကိုယ်နေရာကိုပြန်သွားတဲ့ခါလည်းပဲဒီအချိန်နဲ့ဆက်ပြီးတော့ကြည့်ဟောဘယ်လိုနေနေဒီခန္ဓာကတော့ငြိမ်သက်မှုလုံးဝမရှိတဲ့သူနီးသူဟာနဲ့ မရမနာပြောင်းလဲဖောက်ပြန်နေတဲ့သဘောတွေပဲဒီခန္ဓာကိုယ်ကြီးစိတ်ချရတဲ့ခန္ဓာကိုယ်မဟုတ်ဘူးသဘောပေါက်လာတော့ကိုယ်အသိဉာဏ်တွေဝင်လာပြီးတော့ဒီခန္ဓာဘောမှာတို့ရာကြဖ ਾਇ ရစရာဒီသူစိတ်နဲ့သူတပြည်းပြည်းဖြတ်တော့လာဒါလိလာတဲ့ပုဂ္ဂိုလ်များအရင်တော့တွေ့ပါလိမ့်မယ်ဒါဇက်တိုက်တာ ကိုအားကိုကမတရားကိုခန္ဓာမှာပဲလို့သဘောပေါက်တယ်ကျိုးစားပါ။ကာရအချိန်ပြည့်တော့ပြီ။